ိုင်းမလေးရှားနယ်စပ်ပင်လယ်ပြင်မှာလူ90လောက်လိုက်ပါလာတယ်လို့ယူဆရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့လှည်စည်းနှိမ့်ယုတ်ခဲ့ပြီးတဲ့နောက်ဒီကနေ့အထိကလင်းငယ်နှုတ်ဦးပါဝင်အနောက်7လောက်ကိုပြန်လည်ဆေးယူရရှိထားပြီးဖြစ်ပါတယ်လူ73ဦးကိုတော့အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်ဒါအပြင်လူ230လောက်လိုက်ပါလာတဲ့နောက်ထပ်လေးတစ်စီးလဲပျောက်ဆုံးနေစေဖြစ်ပြီးသူတို့ရဲ့အခြေအနေကိုအခုချိန်ထိမသိရသေးပါဘူးမြန်မာနိုင်ငံရခိုင်ပြည်မှာ2019ခုနှစ်ကမြန်မာစစ်တပ်ရဲ့နေပြည်တော်ရှင်းလင်းမှုတွေကြောင့်ထွက်ပြေးခဲ့ရပြီးတဲ့နောက်မှာ ရိုဟင်ဂျာတိတ္တသမာ၃နှစ်လောက်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကကြက်ကြက်လှတဲ့ဒုက္ခသည်စခန်းတွေမှာခိုလုံနေရပါတယ်။နေရရင်ကအကြမ်းဖက်မှုတွေနဲ့ဒုက္ခသည်စခန်းတွေကဆိုးဝါးလာတဲ့နေထိုင်မှုအခြေအနေတွေကြောင့်သူတို့ဟာမလေးရှားနဲ့အင်ဒိုနီးရှားကိုအသက်နဲ့ရင်းပြီးအခုလိုအန္တရာယ်များလာတဲ့ပင်လယ်ခီးကျင်းတွေကိုစွန်စားဖြတ်ကျော်နေကြပါတယ်။မလေးရှားအာဏာပိုင်တွေကတော့ဒီလေဟာလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကနေထွက်ခွာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ က်ရှိမှာတော့ထိုင်းနဲ့မလေးရှားနှစ်နိုင်ငံဟာရေကြောင်းရေကြောင်းပိုင်ဆိုင်မှုတွေအားလုံးကိုအသုံးပြုပြီးပျောက်ဆုံးနေသူတွေကို9ရက်ကြာထိရှာဖွေသွားမယ်လို့ကြေညာထားပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရော UNHCR ရဲ့အချက်အလက်တွေအရဒီနှစ်ထဲမှာပဲရိုဟင်ဂျာ9000တရာကျော်ဟာအခုလိုအသက်နဲ့ရင်းပြီးပင်လယ်ခီးကျန်းကိုကျူပန်းခဲ့ကြပါတယ်။အဲ့ဒီထဲကလူ600နီးပါးဟာပင်လယ်ပြင်မှာပဲတည်ဆုံးတာဒါမှမဟုတ်ပျောက်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်။